အင်အားပြင်းထန်ငလင်ဗဟိုပြုရာစကိုင်းမြို့နယ်ရေခါကျေးရွာမှာထိခိုက်ပျက်စီးမှု ကြီးမားစွာဖြစ်ပေါ်မှုမရှိပေမဲ့လည်းရေခါရွာနဲ့ကလျက်တီရှိတဲ့ကျောက်တာရွာမှာတော့အင်ဂျီ185လုံးပြုကြပျက်စီးခဲ့ပြီးတောက်သုံးရဲ့အခက်ခဲကအစအကူအညီများစွာလိုအပ်နေစေဖြစ်တယ်လို့သိရပါဗျ။စကိုင်းမြို့နယ်ရေခါကျေးရွာမှာငလင်တန်းကြောင့်ဖုန်ကြီးကျောင်းသုံးထပ်ဆောင်တလုံးနဲ့လူနေအိမ်သုံးလုံးထိခိုက်ပျက်စီးမှုရှိခဲ့တယ်လို့သိရပါဗျ။ငလင်ကျောကရွာဝင်ဆိုင်ပုတ်အရှိတ်ဘက်ကနေဖြတ်သွားတာ ဲ့နေရာမှာကတော့မြေကျော်ကြီးကသုံးပေလောက်နေသွားတယ်။ငလင်ကျော်ကရွာအပြင်ဘက်မှာဖြစ်လို့ရွာထဲမှာထိခိုက်ပျက်စီးမှုတိတ်မဖြစ်ခဲ့ဘူး။လှုပ်တာကတော့အတော်ကျန်းမာတယ်လို့ရေခါရွာကန်တူကပြောပါရယ်ရေခါရွာဟာ Spiruliner စင်းပြရည်ညိထွက်ရှိရာရေခါအင်းတည်ရှိတဲ့ရွာဖြစ်ပြီးငလင်တန်ကျောက်ရေခါအင်းမှာရေအနက်22ပင်းရှိရာကနေ2ပေကန့်ရောသွားခဲ့ပြီးလက်ရှိမှာအနက်ပင်း20နဲ့အင်းအကျယ်ဝန်း114အေကရှိတယ်လို့တာဝန်ရှိသူတူကပြောပါရယ် ငလင်းလှုပ်ပြီးတော့အင်းရီကတပေခွဲလောက်ယော့သွားတာ နောက်ဆက်တွဲငလင်လေးတွေထက်လို့တော့ပေဝက်လောက်ထက်ကြသွားတယ်။အခုရေအနက်ကပေ20ပဲကျန်တော့တယ်။အရင်ကအခုမြင်နေရတဲ့ဆက်လီလေးတွေကရေပေါ်မှာရေကျသွားတော့ကုန်းပေါ်တင်ကျန်နေခဲ့တယ်လို့အဆိုပါတာဝန်ရှိသူတို့ကပြောပါရတယ်။အဲ့လိုငလင်ဗဟိုပြူရာအနီးတရှိတဲ့ကြောက်တာကြီးရွာကတော့အင်ဂျီတရတလုံးအလုံးစုံပြူကျပြက်စီးခဲ့ပြီး85ရာခိုင်နှုန်းခန့်ထိခိုက်ပြက်စီးခဲ့တဲ့နေရင်တိုက်တာအဆောက်အုံ84လုံးရှိတယ်လို့ကြောက်တာကြီးရွာမှာရှိတဲ့ဖြူစင်မြစ်တာလူမှုကွန်ရက်အသင်းကကောက်ယူထားတဲ့အချက်လက်တွေအရသိရပါရတယ်။ ကြောက်တာနဲ့ရေခါဆိုတာကရွာနေရဆိုပေမဲ့တဆက်ထဲဖြစ်နေတော့ကြောက်တာရေခါဆိုပြီးတွဲခေါ်ကြတာပါအခုငလင်မှာတော့ကြောက်တာကထိခိုက်ပျက်စီးမှုများပါတယ်ဆန်ရွေစီတွေလာလူတာမျိုးတော့ရှိပါတယ်ကြောက်တာရွာကအရင်ကတည်းကတောက်တုံးရေခက်ခဲရှားပါတဲ့ရွာပါ နေရာတိုင်းမှာအဝေးစီးတွင်တူးလို့မရဘူး။ရွာရဲ့တချို့နေရာလောက်ပဲရေရတယ်။အခုငလင်အပြေးမှာတောက်ရေရောတုံးရေရောခက်ခဲနေကြတယ်။ရေတန့်လာလူပေးနေလို့တောက်ရေပြက်လက်သွားတာမျိုးမဟုတ်ပေမဲ့ခက်ခဲပါတယ်။တုံးရေနဲ့နွားရီအတွက်ရေကတော့တော်တော်လေးအဆင်မပြေဘူးလို့ကြောက်တာကြေးရွာကဒေသခံတအုပ်ကပြောပါရတယ်။ ငလင်ကြောင့်အိမ်တွေတော့ပျို့တယ်။သေဆုံးတာတော့တယောက်မှမရှိဘူး။တရားလုံးမှာထိခိုက်ဒဏ်ရာရသူကတယောက်ပဲရှိတာ။သူကနှစ်ထက်ခွဲတိုက်ပြူရမှာပြီးမိပြီးခြေထောက်နှစ်ဖက်စလုံးပြတ်သွားတယ်လို့ဆက်လက်ပြောပါရယ်။ကြောက်တာကြေးရွာမှာငလင်တန်းကြောင့်ထမ်းပင်တစ်ပင်နှစ်ချမ်းကွဲသွားတာကိုမြင်ရတဲ့ရွာဖြစ်ပြီးအင်ဂျင်933အင်ရှိတဲ့အနက်185လုံးပြိုကျပျက်စီးခဲ့တာဖြစ်တယ်လို့သိရပါရယ်။